ွေးကောက်ပွဲအောင်မြင်ဖို့ကတော့နံပါတ်၁ကတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးပါပဲအဲ့ဒါနံပါတ်၁ဖြစ်တယ်အဲ့ဒီကအဲ့ဒီအဆင့်မကျော်ရင်နောက်ထပ်ဘာမှလုပ်လို့မရဘူးဒါနံပါတ်၁ပေါ့နော်အခုလက်ရှိတနိုင်ငံလုံးမှာဖြစ်တဲ့အနေအထားအားလုံးကိုကြည့်မယ်ဆိုရင်ဘယ်နေရာမှာမှဟိုဘောအရန်ကိုဟိုပေါ့နော်တရားဥပဒေစိုးမိုးနိုင်တဲ့လုံခြုံရေးကောင်းတဲ့နေမြဟိုတော်တော်နှဲသေးတယ်ပေါ့နော်မြို့ကြီးပြကြီးတွေမှာပဲအထူးသဖြင့်ရန်ကုန်နေပြီးတော့မန်းလေးလို့ မြို့ကြီးဒီမှာပဲလုံခြုံရေးရတော့အများကြီးကောင်းတယ်လို့တင်တယ်။ကျန်တဲ့နေရာတော်တော်များများတော့ဒီမြို့သုံးမြို့နဲ့ဆိုင်နည်းနည်းလျော့တယ်လို့ပြောမှာပေါ့။အထူးသဖြင့်ပြည်နယ်ဒီမှာတော့အဲလုံခြုံရေးအခြေအနေတိတ်ပြီးတော့လက်ရှိမကောင်းဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်ဟောနိုင်ငံတော်လက်ရှိနာဆာကရဲ့ရွေးချက်ဖြစ်တဲ့နိုင်ငံရေးဦးတည်ချက်ပေါ့နော်။ဒီဒီအထက်မှာတစ်ချက်ကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို လုပ်ပြီးတော့နောက်အစိုးရအသစ်ကိုအာဏာလွှဲအပ်မယ်ဆိုတော့ အဥတီချက်ရှိတယ်လေဒီဥတီချက်ဖြစ်ဖို့ကဒီရွေးကောက်ပွဲအောင်မြောင်လှုပ်မှရမှာဒီရွေးကောက်ပွဲအောင်မြောင်မလှုပ်ရင်ဒီလက်ရှိနဆကရဲ့ဥတီချက်အရာလဲသူကမပြင်းမြောက်ဘူးဒါပေမဲ့ကျွန်တော်ထင်ပါတယ်ရွေးကောက်ပွဲကတော့ဟိုနေ့ကလည်းအဖွင့်ပွဲနေ့မှာလည်းနိုင်ငံတော်ဝန်ကြီးချုပ်ပြောထားတဲ့အတိုင်းပါနော်ဒီဇင်ဘာမှာလှုပ်မယ်ဒီဇင်ဘာနောက်ဆုံးပတ်ကနေဇန်နဝါရီအထိနော်အချိန်ချင်းခွဲပြီးတော့ကျွန်တော်တို့ထင်ပါတယ်နှစ်ချိန်သုံးချိန်လောက်ရက်ခွဲပြီးတော့လှုပ်ရမယ်သဘောရှိပါတယ် အဲ့တော့ဘာပဲဖြစ်ဖြစ်အောင်မြင်သွားမယ်ဒါပေမဲ့အောင်မြင်ဖို့ကတရားဥပဒေစိုးမိုးရေးလိုတယ်လုံခြုံရေးလိုတယ်နံပါတ်၁ကဘာလုံခြုံရေးလဲဆိုတော့မဲယုံကုစလေအတွက်အထူးသဖြင့်လုံခြုံရေးလိုတယ်နောက်ပြီးတော့ဟိုပါမဲလာပေးတဲ့ပြည်သူလူထွက်တယ်လုံခြုံရေးအဲ့တရားဥပဒေစိုးမိုးရေးလိုအပ်တယ်ဒီတရားဥပဒေစိုးမိုးနိုင်မှသာလျှင်ပြည်သူတွေကလည်းမဲကိုလာပေးနိုင်မယ်ကြောက်ကြောက်လန့်လန့်နေလို့ဆိုရင်မဲပေးတဲ့အရေးတက်ကတော့အင်မတန်ကိုကြာဆင်းသွားနိုင်တယ်ဘာပဲဖြစ်ဖြစ်ဟိုပါ အဲဒီ you got where ရဲ့ဥပဒေ new ဥပဒေရတော့ဥယျာဉ်ဘလောက်ပဲလာပေးပေးဟို you got where တော့ထမြောက်တယ်ဘလောက်ရခိုင်နှုန်းလွတ်တော်မဲပေးတယ်မဲဆန္ဒရှင်ကိုစလဲဘယ်နှယောက်တုံးမွေလျာခိုင်နှုန်းဘလောက်မှမဲပေးမှအထမြောက်မယ်လို့မရှိဘူးဒါဥပဒေ new ဥပဒေမှာအဲ့တော့ကျွန်တော်ကဥမာလူသသိန်းရှိတယ်9000လာပေးရင်လဲထမြောက်တယ်9000လာပေးရင်လဲထမြောက်တယ်အဲစသဖြင့်ပေါ့နော်သူကအကန့်အသတ်မရှိဘူးဒါကြောင့်မလို့ရွေးကောက်ပွဲရတော့ဘယ်နည်းဖြစ် အဲအစဉ်ပြေပြီးအောင်မြင်သွားမယ်လို့ထင်တယ်ဒါပေမဲ့ချောချောမှုမြေဖြစ်ဖို့ကတော့လုံခြုံရေးအဓိကပဲဖြစ်တယ်တရားဥပဒေတွေနဲ့ယုံကြည်ရင်ဒါကိုနိုင်ငံတော်အစိုးရကလည်းအဲကြက်ကြက်မတ်မတ်ဆောင်ရွက်မယ်လို့ကျွန်တော်ယူဆတယ်ဒါကတော့နံပါတ်1ပေါ့နံပါတ်2ကတော့ကော်မရှင်နဲ့လည်းဆိုင်တယ်လက်ရှိကော်မရှင်ကကော်မရှင်ဥက္ကဋ္ဌကြီးကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်လို့အတဏံပြောထားတယ်ဒါအမြဲတမ်းကျွန်တော်နဲ့တွေ့ဆုံနိုင်ဒါလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ကိုဖြစ်စေရမယ်အာမခံတယ် ျွန်တော်ဒီ commission ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်ပြောတဲ့ဟာအားလုံးလည်းကျွန်တော်ယုံကြည်ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲတော့မရောက်သေးဘူးပေါ့နော်။အဲယုံကြည်မှုကဘယ်အချိန်မှပြည့်ဝမလဲဆိုရင်ရွေးကောက်ပွဲပြီးမှနော်မဲဆန္ဒရှင်တွေမဲပြီးမှအဲ့ဒီပေါ်မှာမှဟိုပါပေါ့နော်ဒီလက်ရှိ commission ဥက္ကဋ္ဌကြီးနဲ့အဖွဲ့အားလုံးဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုလုပ်နိုင်မယ်ဆိုတာအဲ့ဒီခါကျမှပိုသိမယ်။အခုကတော့ဒါတော့အားလုံးကတော့အာမခံထားတယ်ဒါကျွန်တော်တို့တော့ပါပြည့်ကျေးဇူးတင်ပါတယ်လွတ်တော်ဟိုပါပေါ့နော်ဒီ commission ဥက္ကဋ္ဌကြီးကိုလည်းကျေးဇူးတင်ပါတယ် ူပြောတဲ့အတိုင်းပဲဖြစ်မယ်လို့ယူဆတယ်ဒါပေမဲ့တခုတော့ရှိတယ်2010ကနေစပြီးတော့2010ကော်မရှင်2015ကော်မရှင်2020ကော်မရှင် ကော်မရှင်3ခုအစိုးရ3ရမှရှိခဲ့ပြီသူတို့အားလုံးလည်းဒီလိုပဲပြောခဲ့ကြတယ်အားလုံးကလည်းဒီလိုပဲပြောခဲ့ကြတယ်ဒါပေမဲ့ရွေးကောက်ပွဲအလွန်များမှဘသူဟာလွတ်လပ်ပြီးတရားမျှတလဲဆိုတာပြည်သူလူထုနဲ့နိုင်ငံရေးပါတီကအဆုံးဖြတ်နိုင်တယ်ပေါ့အခုကလည်းဘာဖြစ်ပြီးခဲ့တဲ့2020 ဟောပေါ့နော်ဒီရွေးကောက်ပွဲမှာဟိုတမာမှုတွေဘာတွေအများကြီးဖြစ်ခဲ့တယ်ဆိုရင်ပဲဖြစ်တဲ့ဟောပေါ့နော်ဒီနိုင်ငံတော်အပြောင်းလဲဖြစ်သွားတဲ့အတွက်နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့ဟောပေါ့အဖက်ဖက်ကအစိုးရဘက်ကရောဒီရွေးကောက်ပွဲကော်မရှင်ရောအဲမဲတမာမှုမဖြစ်အောင်မဲခုမှုမဖြစ်အောင်အားလုံးအစအစသူတို့ခယူဆိုင်ပြီးဆောင်ရွက်နေတာတော့ကျွန်တော်တွေ့တယ်ဒါကြောင့်မလို့ဒီတစ်ခေါက်ရွေးကောက်ပွဲတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာနိုင်မယ်လို့မျှော်လင့်တယ်တခုတော့ရှိတယ် ကော်မရှင်ဟာနိုင်ငံရေးပါတီအားလုံးကိုနိုင်ငံရေးစည်းရုံးတဲ့အခါဖြစ်စီလက်ရှိတာစည်းရုံးရေးကာလဖြစ်တယ်။အော်ကမ်ပိန်းကာလရှိသေးတယ်။မတိုင်ခင်ရပောင်း90ကမ်ပိန်းကာလပေါ့နော်။ဟိုပါရွေးကောက်ပွဲရမတိုင်ခင်ရပောင်း။အဲ့ဒီလက်ရှိအနေအထားမှာကောကမ်ပိန်းကာလမှာကောနိုင်ငံရေးပါတီအားလုံးကိုကြီးငယ်မဟုတ်ဒန်းကျူညီမျှတဲ့အခွင့်အရေးပေးဖို့လိုတယ်။2020မှာတော့ကမရခဲ့ဘူး။ဒီလိုအဖြစ်မျိုးပေါ့နော်။ကိုကိုဗစ်ကာလပါညာအဲ့လိုဖြစ်တဲ့ချိန်တွေက ဓာတ်လူညီများတဲ့အခွင့်အရေးမရအောင်ဒါပေမဲ့အခုတစ်ခေါက်ကတော့နိုင်ငံရေးပါတီကြီးငယ်မဟုအားလုံးကိုဓာတ်လူညီများတဲ့စီယုံခွင့်နဲ့ကမ်ပိန်းကာလမှာဟောပြောခွင့်ကိုဟိုဘဥပဒေအတိုင်းညီညီများများဆောင်ရွက်ပေးသင့်တယ်လို့ကျွန်တော်ယူဆတယ်လက်ရှိအချိန်ဒီမှာလည်းကျွန်တော်တို့အ ਨੇ အချင်းမမြမတလောက်တာလေအခုကျွန်တော်စပြီးတော့တွေ့နေရတယ်ဒါကလက်ရှိအချိန်ကြီးရနော်ဒီတချို့ပါတီတွေပေါ့နော်ဥပဒေနီးဥပဒေနဲ့မညီဘဲနဲ့ စပြီးတော့ဆောင်ရွက်စည်းရုံးရေးတွေစပြီးတော့ဆောင်ရွက်နေတာကိုကျွန်တော်တွေ့ရတယ်ဒါတွေကတော့ကျွန်တော်နိုင်ငံရေးပါတီအချင်းချင်းတိုက်ရင်အားလုံးထိတ်တိုက်တွေ့မယ်ကျွန်တော်လက်ရှိနိုင်ငံရေးပါတီအားလုံးဟာအရင်ကဆိုရင်ဟောပေါ့မိဖက်ရံပဲရှိတယ်အခုကလည်းရံပဲမရှိဘူးနိုင်ငံရေးပါတီအားလုံးကဒီနှစ်ထောင်အခုလက်ရှိအစိုးရခင်မှာရှိတဲ့နိုင်ငံရေးပါတီအားလုံးကမိဖက်ပါတီကြီးတွေဖြစ်တယ်ရံပဲမရှိဘူးအရင်ကတော့မိဖက်နဲ့ရံဖက်ဆိုရင်မှနှမျိုးရှိတယ်အရင်အဆက်ဆက်ကတောက်လျှောက်ဒါပေမဲ့အခု လက်ရှိအခြေအနေမှာနိုင်ငံရေးပါတီအားလုံးဟာတကက်မိတ်ဖက်ပါတီပဲဖြစ်တယ်ဒါကြောင့်မလို့ရွေးကောက်ပွဲအကြိုကာလအတွက်စီဝင်းကာလမှာဖြစ်စေကမ်ပိန်းကာလမှာဖြစ်စေရွေးကောက်ပွဲကော်မရှင်ဟာအားလုံးကိုဒန်းတူညီမျှအခွင့်အရေးပေးတဲ့နယ်လို့ထင်တယ်ဒါပေမဲ့ဒန်းတူဥပဒေဤဥပဒေထက်ကျော်လွန်ပြီးတော့လှုပ်တဲ့ဘဲပါတီဖြစ်ဖြစ်သေးတီဖြစ်စေကြီးတီဖြစ်စေကော်မရှင်အနေနဲ့တတိထားစောင့်ကြည့်ပြီးတော့ဟိုပါပေါ့နော်လိုအပ်ရင်တတိပေးတာအဲ့ဒီကိစ္စလေးတွေကိုဆောင်ရွက်တင်တယ်လို့ဒါကျွန်တော်လက်ရှိ ြေပြင်အခြေအနေမှာကျွန်တော်ညင်နေရတဲ့လေးလေးဒါတင်ပြတာပေါ့နော်ဒါအာဒါကျွန်တော်တို့ပြောတဲ့အတွက်ကော်မရှင်ကလည်းဆောင်ရွက်သွားမယ်လို့ယူဆပါတယ်အခုနိုင်ငံရေးအပြောင်းလဲဖြစ်မှသာလေဒါကျွန်တော်ဟိုပေါ့တခုပြောချင်ပါတယ်လက်ရှိအခြေအနေအထားကိုဟိုပေါ့နော်နိုင်ငံရေးပါတီအားလုံးကလည်းပြုပြင်ပြောင်းလဲခြင်းတယ်အခုတော့တတ်မတော်ကထိန်းသိမ်းထားတဲ့ဟိုဟိုပေါ့နော်အစိုးရတတ်မဟိုအာနာထိန်းတော့အာနာဟိုယာယီအဖြစ်ထိန်းတဲ့အစိုးရဖြစ်တယ်လက်ရှိအစိုးရလည်း သူကအာနာထိန်းထားယူမဲ့ရှိတယ်ထိန်းပြီးတော့သွားပြန်လွဲပေးရမယ်သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုအစဉ်ပြေပြေချောချောမောမောအောင်မြင်ဖို့အတွက်လက်ရှိအစိုးရကလည်းဆောင်ရွက်ဖို့လိုတယ်ကော်မရှင်ကလည်းဆောင်ရွက်ဖို့လိုတယ်နိုင်ငံရေးပါတီအားလုံးကလည်းပူးပေါင်းပါဝင်ပေးဖို့လိုတယ်အလားတူပြည်သူလူထုရဲ့ယဉ်ထဲမှာလည်းလက်ရှိအစိုးရရဲ့နိုင်ငံရေးအပြောင်းအလဲဆောင်ရွက်ဖို့ကအောင်မြင်အောင်ပြည်သူထုအားလုံးကလည်းဟောပါပေါ့နော်ဟိုတတ်နိုင်တယ်လို့ကိုညံမိတဲ့အားနဲ့ ရွေးကောက်ပွဲမှာပါဝင်ပြီးတော့မဲပေးဖို့တင့်တယ်လို့ကျွန်တော်ယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒီရွေးကောက်ပွဲမအောင်မြင်ခဲ့ဘူးရွေးကောက်ပွဲမဖြစ်ခဲ့ဘူးဆိုရင်လက်ရှိအစိုးရပဲဆက်ပြီးတော့ဟိုအာဏာထိန်းတဲ့လက်ရှိအစိုးရပဲဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်။အဲ့တော့ပြည်သူလူထုကလည်းဒီအစိုးရကိုဟိုဒီမိုကရေစီနဲ့ဆန်နဲ့မရွေးကောက်ပွဲနဲ့တက်တဲ့အစိုးရဖြစ်စေချင်တယ်နိုင်ငံရေးပါတီကလည်းဖြစ်စေချင်တယ်လက်ရှိအစိုးရကလည်းလှုပ်ချင်တယ် အဲ့တော့လက်ရှိအစိုးရရဲ့ဟိုဥတီချက်နဲ့လည်းကိုက်ညီအောင်နိုင်ငံရေးပါတီအားလုံးကလည်းဟောပေါ့နော်ဒီအစိုးရအပြောင်းလဲအတွက်ဖြစ်အောင်ဒီကိစ္စမှာပြည်သူလူထုအားအဓိကဖြစ်တယ်ပြည်သူလူထုကတော့အားမပါဘူးဆိုရင်ဒီအပြောင်းလဲကာလလုပ်ဖို့အင်မတန်ခက်ပါတယ်ဒါကြောင့်မလို့တချို့စကလုံးတွေကကျွန်တော်တို့ပြောချင်ပေမဲ့ဟိုဟာရင်ထဲမှာတိန်းထားတဲ့စကားတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပြောမယ်ဆိုရင်အဲဒီနိုင်ငံရေးအပြောင်းအလဲဒီမိုကရေစီလိုချင်တယ်ဒီမိုကရေစီလိုချင်တယ်ဖက်ဒရယ်လိုချင်တယ်ဆိုရင် ပြည်သူအားလုံးကလာမယ့်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ပေးကြပါဒါမှမိမိတို့လိုချင်တဲ့အစိုးရမိမိတို့လိုချင်တဲ့စနစ်ကိုပြောင်းလဲလာပါလိမ့်မယ်လို့ဒီတိုင်းထိုင်နေတော့ဘာမှဖြစ်မလာပါဘူးထိုင်နေလို့တော့ဘာမှဖြစ်မလာပါဘူးဒါကြောင့်မလို့နူးနူးကြကြနဲ့အားလုံးပူးပေါင်းဆောင်ရွက်ပေးပါလို့ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နိုင်ငံရေးပါတီအားများကိုစားပါတော့เนาะကျွန်တော်မြစ်တရအထူးမြစ်တရခံနေတယ်